ျမမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ရဝေးရနေရနေကျမကိုချစ်ခင်အားပေးကြတဲ့ယုံကြည်အားပေးကြတဲ့ကိုရရဲ့သားသမီးများအားလုံးရှင်းနေပွားသားသမီးများအားလုံးဒီတစားမုံလာမှာစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေ။တစားမုံလာအတွက်နောက်ဆက်တလပိုင်းအတွက်တနစာခံကြမှာများအောင်တင်းကုန်ဒီသားသမီးများနေစပြီးတော့အထူးဟောပြောပေးမှာ ဖြစ်ပါတယ်။တင်းကုန်ဒီသားသမီးများတစားမုံလာမှာဘယ်လိုကံကြမှာများနဲ့ ဘလို့ကန်စားရတဲ့ကိုရောက်ရှိနေလဲဆိုတာကိုကျွန်မရဲ့ဗီဒီယို like လေးကိုအစားဆုံးလေးကြည့်ရှုပေးဖို့လိုအပ်ပါတယ်။တနည်းကိုရင်သားသမီးများကဒီစက်တလပိုင်းဆိုတာကတော့မိမိတို့အထူးဂရုပြုရမယ်ဂရုစိုက်ရမယ်လာတလဖြစ်ပါတယ်။ပေါ့ပေါ့ပြက်ပြက်မနေထိုင်မိအောင်လည်းအထူးစင်ကြင်ရမှာဖြစ်ပါတယ်။မိမိတို့အနေနဲ့ဆယ်လပိုင်းအကုန်စက်တလပိုင်းလအစကနေစပြီးတော့မှမိမိတို့ရဲ့ ဒိဋ္ဌံတစ်ခုခုကိုလေးလေးနက်နက်လေးပြုတ်လုပြီးတော့စုတောင်းတိုင်တယ်ပေးတာမျိုးနော်မိမိတို့အနေနဲ့ဒိဋ္ဌံတစ်ခုခုကိုဝင်ထားတာမျိုးကြီးရှိထားမှာဖြစ်ပါတယ်တနည်းဝင်သားသမီးများဆိုလို့ရှိရင်စက္ကလာပိုင်းမှာမိတ်ဆွေအပေါင်းအင်းတွေနဲ့ပတ်သက်ပြီးတော့မှစိတ်ဝမ်းကွဲစရာတွေကြွားတက်ပါတယ်စိတ်ယုံစည်းကမ်းတွေရောက်ရှိရတတ်ပါတယ်မိမိတို့အနေနဲ့ ဒီလဟာဒေါရကြီးလွယ်မယ်ဒေါရထွက်လွယ်မယ်စိတ်မထိန်နိုင်တဲ့လတလဖြစ်ဖြစ်တတ်ပါတယ်။ဒါကြောင့်တင်းငွေတာသမီများဆိုလို့ရှိရင်တော့ဒီစက်တလပိုင်းမှာအထူးကယူဆက်ရမှာဖြစ်ပါတယ်။ကျမအနေနဲ့အကြံပေးချင်တာကတော့တင်းငွေတာသမီများကဒီစက်တလပိုင်းမှာဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့ကောင်းမွန်တဲ့ဘာသာရေးတစ်ခုခုကိုပြုလုပ်နေတာမျိုးတွေဖြစ်စေချင်ပါတယ်။မိမိတို့မွေးရမွေးရမှာတက်တက်လို့ဒီစားမယ်အတိတ်တံပတိစိတ်ပေးတာမျိုး နော်တလကူးတဲ့ဒိဋ္ဌံဝင်လာတာမျိုးနော်ဒါမှမဟုတ်ရင်မိမိတို့အနေနဲ့နမောတတအောင်တနေ့ကိုတရားရှိခောက်ရွတ်ဖတ်နေတာမျိုးပေါ့ဥပဇက်ကနေပြီးတော့အချိန်တိုင်းမှာမိမိတို့စိတ်ထဲကနေနော်မိမိတို့ရဲ့နှုတ်ကနေပြီးတော့မှနမောတတဗေကဝါတော့အရဟတောတမန်တမုတ်တတဆိုပြီးတော့ရွတ်ပေးနိုင်ရင်တော့ပို့ပြီးတော့ကောင်းပါလေအညံ့နေကင်းစင်သွားမှာဖြစ်ပါတယ် ကိုရှိကိုရောက်လာမဲ့မကောင်းတဲ့အန္တရာယ်တိုက်ခတ်နှောက်ယှက်တွေလည်းကေဝေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်တင်းငွေသားသမီးများဆိုလို့ရှိရင်တော့ဒီဆက်တလောက်ပိုင်းမှာအထူးဂရုစိုက်ရမယ့်ငါးတလဖြစ်ပါတယ်။အလုံးကိုင်းနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့လုပ်ငန်းမှာမိမိသွင်းပေးလိုက်တဲ့လူနော်ကိုရဲ့လက်အောင်ငယ်သားတွေကကိုယ့်ပေါ်မှာမလိုမုန်းသီးစိတ်တွေနော်ရန်လိုမင်းထက်ပြုတ်မူလာတာမျိုးကြီးတွေ့ရတတ်ပါတယ်အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ နောက်တစ်ခုအနေနဲ့တနင်္ဂနွေသားသမီးများတို့ဆိုလို့ရှိရင်ဒီ7လပိုင်းမှာမိမိတို့လုပ်နေတဲ့လှုပ်ဆောင်ချက်တွေမိမိတို့ရဲ့အလုပ်ငန်းတွေမိမိတို့ရဲ့အလုပ်တွေစိတ်ဝင်စားတာမျိုးတွေစိတ်တည်လည်နေတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။အဲ့တော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့မှစူးစမ်းသလောက်မအောင်မြင်လို့စိတ်တက်ကြလွယ်တတ်တဲ့ကာလတစ်ခုဖြစ်ပါတယ်။မိမိတို့အနေနဲ့အထူးဂရုစိုက်ရမှာဖြစ်ပါတယ်။မိမိတို့စုဆောင်းထားတဲ့ရှင်ငွေယေသနာတွေ နော်ငွေကြီးကြေးတွေရတယ်ဒီစက်တလပိုင်းမှာမိမိရဲ့စိတ်ဆုံးဖြတ်ချက်တွေအလောတုံးအလော30ပြုမှုဆောင်ရွက်လိုက်လို့ကုန်ကြသွားတာမျိုးတွေဆုံးရှုံးသွားတာမျိုးတွေလည်းဖြစ်တတ်ပါတယ်ဒါကြောင့်တနင်္ဂနွေသားသမီးများဒီစက်တလပိုင်းမှာအထူးဂရုစိုက်ရမှာဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့အထူးဂရုစိုက်ပါလူမှုရေးကိစ္စတွေမှာတတ်နိုင်သလောက်ဝင်မပါပါနဲ့ မိမိတို့လုပ်ငန်းပိုင်းတွေမှာကိုယ်ပိုင်လုပ်ငန်းတွေစတင်အကောင့်ထဲပေါ်မယ်ဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့3ရက်16ရက်24ရက်ဒီအကောင်းဆုံးဖြစ်ပါတယ်အဲ့လိုနေ့ရက်မျိုးတွေမှာစိုင်းတေးဖွင့်တာမျိုးတွေလုပ်ငန်းသစ်စတင်တာမျိုးတွေအထူးကောင်းမွန်ပါတယ်ဒီလိုနေ့မျိုးတွေမှာစစ်ဆက်ကြောင်းလန်းခြင်းတွေမင်္ဂလာအမှုကိစ္စတွေပြုလုပ်မယ်ဆိုရင်လည်းအောင်မြင်ပါတယ်ဒီလိုနေ့နေ့မျိုးတွေမှာမိမိတို့အနေနဲ့ အရေးကြီးတဲ့ကိစ္စတွေကိုဆောင်ရွက်နိုင်ပါတယ်။ဒီ7လပိုင်း16ရက်နေ့ရဆိုလို့ရှိရင်တော့အကောင်းဆုံးနေ့ရက်တစ်ရက်ဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများဆိုရင်အာမခံကိစ္စမျိုးတွေလူမှုရေးနဲ့ပတ်သက်တာမျိုးတွေတော့မိသီးကိစ္စမှဝင်မပါရင်ပို့ပြီးတော့ကောင်းမှုပါတယ်။မမျော်လင့်မဲနဲ့အမှုအခင်းတွေပါရင်ဖြစ်တတ်ပါတယ်။ဒါကြောင့်မိမိတို့အနေနဲ့လူမှုရေးကိစ္စကြီးဝေးဝမနေပြရမှာဖြစ်ပါတယ်။ မကောင်းတဲ့နမိတ်စကားတွေမကောင်းတဲ့သတင်းစကားတွေမကောင်းတဲ့နမိတ်တွေတွေ့ကြုံလာတဲ့အခါကျရင်လည်းမိမိအနေနဲ့ချက်ချင်းခေါင်းလျှော်ဖြစ်တာမျိုးတွေเนาะတယောက်ကမွန်းသီးနဲ့ခေါင်းလျှော်လိုက်ရတာမျိုးတွေပြုလုပ်ပြရမှာဖြစ်ပါတယ်စိတ်ညစ်စရာတွေကြုံရတဲ့အခါမျိုးမှာလည်းမိမိအနေနဲ့ဘာမှစိတ်တဲကိုမထည့်ဘဲနဲ့နမောတတဝူတာရွတ်ဆိုပြီးပါဒီ17လပိုင်းမှာဆိုလို့ရှိရင်ကိုယ့်လက်ထဲမှာငွေများများလဲကင်လို့မရတဲ့ကာလတစ်ခုဖြစ်ပါတယ် ငွေတွေရင်းနှီးမြုပ်နိုင်လိုက်ပြီးတော့မှစုံစုံမြုပ်သွားတာမျိုးတွေလည်းစုံရှုံသွားတတ်ပါတယ်။အိမ်တွင်းရေးမှလည်းမသားမယားဖြစ်နေတတ်တဲ့ခါးနာတာတွေဒူးနာတာတွေလည်းဖြစ်ပေါ်လာတတ်ပါတယ်။အဲ့တော့ပြောရမယ်ဆိုရင်ဒီဆက်တလအပိုင်းမှာတော့စိတ်တော့ကဒီဆက်တလအပိုင်းမှာမိမိတို့အနေနဲ့အချီရေးအိမ်တော်ရေးတွေကတော့ကံကောင်းနေတတ်ပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့နော်ကံကောင်းလို့နဲ့ ညံ့သွားတာမျိုးတွေရှိပါတယ်အဲ့တော့မိမိတို့ခါတို့ချက်တောက်တို့เนาะတိကြိုက်တန်ရာတွေတွေ့ကြုံရတတ်ပါတယ်တနင်္ဂနွေသားသမီးများမိသူမဆို28နှစ်အသက်28နှစ်ရောက်ရှိနေတဲ့တနင်္ဂနွေသားသမီးများဆိုရင်တော့သူများကြောင့်အမှုခင်းတွေဖြစ်တတ်တာမျိုးတွေရုံရောက်ရရုံရောက်လို့ပြဿနာတွေဖြစ်ရှင်းရတာမျိုးတွေတွေ့ကြုံရတတ်ပါတယ်ဒါကြောင့်တနင်္ဂနွေသားသမီးများဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့အင်္ဂါနေ့ညနေစောင်းမှာတစ္ဆာပန်း၃ပွင့် တရက်ညော့ရှင်ညုံကိုအိမ်ဖျားမှာဖျားပန်းအဖြစ်ကတ်လူပေးထားမှာဖြစ်ပါတယ်။မိမိတို့အနေနဲ့စုတောင်းမှာတတ်တက်လို့ရှစ်ရက်စားပြီးပါ။တွေ့ကြုံရမယ့်ဒုက္ခတွေကင်းငြိမ်သွားမှာဖြစ်ပါတယ်။ကျမအနေနဲ့အကြံပေးချင်တာကတော့တနင်္ဂနွေသားသမီးများဒီကာလဒီဆက်တလပိုင်းဆိုတဲ့အညံ့တွေကိုမိမိတို့အနေနဲ့ကင်းစင်သွားခြင်းနဲ့မိမိတို့လုံတမျာအကောင်းကျိုးချမ်းသာရရှိစေခြင်းနဲ့အောင်မြင်စေခြင်းနဲ့မိမိတို့မှာအရေးကြီးတဲ့ကိစ္စတွေလည်းဆောင်ရွက် ဖို့ရှိနေတယ်ဆိုလို့ရှိရင်တော့ဒီစက်တလဘိုင်းမှာသင်္ကန်းတစ်စုံလှူဒန်းပြရမှာဖြစ်ပါတယ်အဲ့တော့မိတိတနင်္ဂနွေတားသမီးမဆိုလှူဒန်းလို့ရပါတယ်သင်္ကန်းတစ်စုံလှူဒန်းပြီးွားပြီဆိုရင်တော့မိမိတို့အဲ့ဒီနေ့မှာပဲဘုဒ္ဓဘုဒ္ဓဘုဒ္ဓဆိုရတဲ့ပတိစိတ်ပြရမှာဖြစ်ပါတယ်ဘဏ္ဍပတ်ရရစိတ်ပြပါခါကြီးရက်ကြီးဒီမှာတော့တတ်တတ်လွတ်စားပြီးရင်ပူပြီးတော့ကောင်းပါတယ်မိမိတို့အနေနဲ့တိမ်ဝင်တဲ့လမ်းမှာတန်ပုံး ဖြစ်ရမယ်။တန်ဘုံထဲမှာသဲအပြည့်ထည့်ပြီးတော့မှတိမ်ဝင်လန်းလေးကိုသဲလေးခင်းပြီးတော့မှမိမိတို့ရဲ့အញ្ញံအခိုက်ကြီးကြည်ပါစီမိမိတို့ရဲ့လှုပ်ဆောင်သမျှကြီးအောင်မြင်ပါစီလို့ပြောဆိုပေးရမှာဖြစ်ပါတယ်။ဒီဟာလေးကတော့တောက်ကြာနေညနေဆောင်မှာပြုတ်လို့ပင်ပို့ပြီးတော့အောင်မြင်တတ်ပါတယ်။အဲ့တော့ဒီတလမှာတနေ့ခုနေသားသမီးများကပြုတ်လို့ရမယ်ဆောင်ရွက်ရမယ်ရည်ရည်ရှိပါတယ်။ဒါကတော့926កောင်လှုပ်ပေးရမှာဖြစ်ပါတယ်။ ဟုံးကြီးကြောင်းကိုစွန့်ကြိုက်ပြီးပို့ပေးပါစက်သားဟင်းနဲ့စွန့်ကြိုက်ပို့ပေးလို့ရပါတယ်မိမိတို့အနေနဲ့ဒီကာလလေးမှာဆိုလို့ရှိရင်တော့မိမိတို့ရေရာပန်းဝိုးအနေနဲ့ထိုးကျင်တယ်ဆိုလို့ရှိရင်တော့ကန်းကုံညော့25ညော့လှူဒန်းပေးရမှာဖြစ်ပါတယ်ကဲတနင်္ဂနွေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကြမ္မာခြင်းဤပြည့်စုံပြီးတော့ စိတ်သွားတိုင်းလို့ကိုပါ လူရဆန္ဒရေးပြဝနိုင်ကြပါစေရှင်